မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 19ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဂံကောင်းမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အမှတ်နဲ့ရွှေပင်ရွာဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာစစ်ဗိုလ်တအူးတိတ်ဆုံးသွားပြီးတော့စစ်တပ်ကရွှေပင်ရွာကိုရွာလုံးကျွမိရှုဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် November 15ရက်နေ့မှာဂံကောင်းမြို့နယ်ကျောမြို့ကပ္ပဆာ23ဆက်ရုံကိုတွားတဲ့လမ်းမှာရှိတဲ့ စေခွေးတိုက်ရဲ့အမတ်နဲ့ရွှေပင်ရွာမှာအထံချတပ်ဆွဲထားတဲ့အင်အားအယောက်20လောက်ရှိတဲ့စေခွေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စေခွေးတွေဘက်ကစစ်ဗိုလ်ဆရာချမ်းဆိုတဲ့ကောင်မတာပေါ်သွားတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်အတွင်းမှာကပ္ပဆာ23ဘက်ကနေပြီးတော့တန်များကာက3စီးနဲ့တက်အကူများရောက်ရှိလာပြီးတော့လက်နက်ကြီးအမြောင်များနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်တော်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။စေခွေးတွေတဲ့စီးရင်က တပွင့်နဲ့ဘိုးဆရာချမ်းဆိုတဲ့ကောင်မသာပေါ်သွားတယ်လို့သိရပါတယ်စစ်ခွေးတွေဘက်ကထတ်တိုးတေဆုံးလာတော့မသိရသေးဘူးစစ်ခွေးတွေဘက်ကထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ကျွန်တော်တို့ထပ်ပြီးတော့စုံစမ်းနေတော့မှာပဲအဲ့ဒီဂိတ်ကအာနာမသိငင်ကလေးကကမဆာ23ရဲ့အထိုင်ဂိတ်ပါဂိမ်းမှာကစစ်ခွေးအားအယောက်20လောက်ရှိပါတယ်ကျွန်တော်တို့ရဲဘော်တွေအထိကိမရှိမဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ယောဂါခွေးတက်စစ်ဒေသရုံးဦးဆောင်ကော်မတီ YDF ကြံကြားရေးတာဝန်ခံ ကိုနေကပြောပြထားပါဗါတယ်၎င်းတိုက်ခိုက်မှုကိုဂန်ဂောခေရတက်ရဲ့ MS 78ဆက်ကိုယောဂါခွေတက် WDF မြေပြင်စစ်ဒေသရုံးချုပ်ကြောမျိုးပတ်ကဖတို့ကဂန်ဂောမျိုးနယ်ပတ်ကဖဒူးစစ်ရေးတာဝန်ခံဦးစီးပြီးတော့ပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗါအခုလိုမျိုးထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ခွေတက်ကရွှေပြင်ရွာကိုဝင်ရောက်စီးနင်းပြီးတော့နေအလုံး30လောက်ကိုမိရှို့ဖျက်ဆီးကပြည်သူ6ဦးကိုလည်းဖမ်းဆီးသွားတယ်လို့သိရပါဗါ အခုလိုဖမ်းဆီးထားတဲ့ပြည်သူများကိုစစ်ကြောင်းပြန်လည်ဆုတ်ခွာတဲ့အချိန်မှာတော့ပြန်လွတ်ပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့လေကူးမြို့နယ်ကဇေယျကွေးရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုပြင်းအားမြင့်မိုင်းနှလုံးနဲ့တိုက်ခတ်ခဲ့ရာပြူစောတိနှကောင်ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နှကောင်လွင်းထွက်သွားပြီးတော့ဂျန်တဲ့ကောင်တွေခွေးပြီးဝက်ပြေးပြေးကြတယ်။ပေဖို့ရာခိုင်နှုန်းများတယ်။မိုင်းဆွဲတဲ့အချိန်အကုန်လုံးလွင်းထွက်သွားတာလို့ထိခိုက်မှုနဲ့ပတ်သက်ပြီးတော့ပြန်လည်ပြန်ပြန်ထားပါလေ။နိုဝင်ဘာလ18ရက်နေ့ညနေ6:00နာရီကအချိန်မှာဇေယျကွင်းရက်ွက်အုပ်ချုပ်ရေးမှုရုံးကိုရန်ကုန်အာမေအဖွဲ့ကအနောက်ပိုင်းခရိုင်ပတ်ကောက်ဖားနယ်အတူပြင်းအားမြင့်မိုင်းနှလုံးနဲ့တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါလေ။အဲ့ဒီရုံးကအုပ်ကြီးနဲ့နောက်လိုက်တွေကပြည်သူတွေကိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဖိအားအသုံးပေးပြီးမဲဆွယ်ပွဲတိုင်းကိုမတက်ရင် ချင်းချောက်သားတွေလှုပ်တယ်စိတ်ဝမ်းကြီးလဲလစဉ်မထက်မနေရကောက်နေတာအသေးအတံပဲကိုယ်တိုင်လဲလူငယ်တွေကိုပြန်ပေးဆွဲပြီးတော့တောင်းစားတဲ့ကိစ္စတွေကိုလုပ်နေတာလို့တိုက်ခိုက်ခဲ့တယ်အုတ်ချုပ်ရင်းမှုရုံးနဲ့ပတ်သက်ပြီးတော့ပြန်လဲပြောပြထားပါတယ်နောက်ပိုင်း KI ဘက်ကောက်ဖရဲ့ page ကလည်းတရားမဝင်ရွေးကောက်ပွဲအား အာဂျိုမန်တက်လှုပ်ဆောင်နေတဲ့ဇေယကွင်းအုပ်ကြီးရုပ်ကောင်းစဉ်နဲ့ဒီမရှင်အကြောင်းကိုထုတ်ပြန်ထားပါတယ်။လေကုမျိုးနဲ့မှာညနေ6:10မိနစ်ကပေါက်ကွဲတဲ့အကြေကြီးချခဲ့ရတယ်လို့ဒေတာကန်သတင်းပေးပို့ချက်ကိုမြေပြင်သတင်းတွေကိုဖော်ပြပေးနေတယ်။ Line Info ရဲ့ Telegram Channel မှာဖော်ပြထားပါတယ်။ ရန်ကုန်အာမေရဲ့အနောက်ပိုင်းခရံဘက်ကဘားတို့ဟာနိုဗ ెంబ ာလ၁ရက်နေ့ကလည်းရွှေပေါကံရဲစခန်းကိုတိုက်ခိုက်ခဲ့ပြီးတော့အော်တိုဘာလမှာလည်းလှဲကူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမင်္ဂလာရုံမြို့နယ်ကြက်ဖို့ရုံနယ်ရွှေပြည်တော်မြို့နယ်ခုနှစ်ရက်ကရုံတို့ကိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစိတ်ငိုင်မြို့နယ်မှာအကြမ်းဖက်ဆက်ခွေးတိုက်ရဲ့အတူရောင်တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်ဘူပေါင်းပါဝင်ပေးနေတဲ့ပြူစောတိ9កောင်ကိုအရှင်ဖမ်းမိကလက်ပြဘုံများကိုလည်းတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကနိုဝင်ဘာလ18ရက်နေ့မှာစေငိုင်မြို့နယ်အတွင်းအကြမ်းဖက်စစ်ခွေးတိုက်ရဲ့အတုရောင်တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်လက်နက်ကင်ပြီးတော့ပူးပေါင်းပါဝင်ပေးနေတဲ့အောက်တန်းစားပြူစောထီးများလိုက်ပါလာတဲ့ထော်ရာကြီးတစည်းကိုတော်လိုင်းတပ်ဖွဲ့များကစောက်ကြိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အခုလိုစောက်ကြိုဖမ်းဆီးမှုအတွင်းမှာထော်ရာကြီးပေါ်မှာလိုက်ပါလာတဲ့ပြူစောထီး၅កောင်ကိုတော်လိုင်းတပ်ဖွဲ့များကအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့၎င်းတို့ကိုင်ဆောင်တဲ့လက်ပြဘုံများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ အခုလို့ဖမ်းဆီးရမိတဲ့အောက်တန်းစားပြူစောထင်း၅កောင်ကိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံကိုလွှဲပြောင်းပို့ဆောင်လိုက်ပြီးတော့အရေးယူမှုများဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဖမ်းဆီးမှုကိုကြောက်စဲခရိုင်အမတ်နယ်တရဲတပ်ခွဲနဲ့ကြောက်စဲခရိုင်အမတ်နယ်တရဲတပ်ခွဲ၃စင်ကိုင်ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ဒေါ်လာရေးရုံများအထူးကမရှိဝင်းနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲဇူလိုင်လတုန်းကလည်းနမောက်မြို့တဲ့လမ်းမိုင်းမှာဒေါ်လာရေးတပ်ဖွဲ့များကလမ်းမိုင်းလုံခြုံရေးစစ်ဆေးမှုပြုလုပ်နေတဲ့အချိန်ဝေးကောက်ပွဲကော်မရှင်အကြီးတန်းဆေး မောင်မင်းသူကိုလည်းအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါဗါးအခုလို့ဖမ်းဆီးရမိခဲ့တဲ့ရွေးကောက်ပွဲကော်မရှင်အကြီးတန်းဆိုင်ရေးမောင်မင်းသူထံကနေပြီးတော့ရွေးကောက်ပွဲလုပ်ငန်းစဉ်များနဲ့ပတ်သက်တဲ့စည်ရင်အချို့ကိုတိတ်ဆိတ်ရရှိခဲ့တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းလောင်လုံးမြို့နယ်ညင်းမော်ရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်ဆစ်ခွေးတပ်ကပြည်သူနှအုပ်ကိုပြစ်တက်ပြီးတော့ရုံအလောင်းများကိုမြေမြုပ်ဖြတ်ဖြတ်က နေအိမ်များကိုလည်းမိရှုဖြတ်စည်းသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ10ရက်နေ့ကစတင်ပြီးတော့လောင်လုံးမြို့အနီးမှာရှိတဲ့ညင်းမော်ရွာကိုအကြမ်းဖက်ဆစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့များနဲ့ဖိတွေ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခုလို တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်ဆစ်ခွေးတပ်ကခြေရွာထဲမှာရှိတဲ့နေအိမ်များကိုမိရှုဖြတ်စည်းလာ 比如那五路来，别在多少铁路边玩嘞。啊，可能楼上边来闹，阿千万是快些走哈。楼房完了，十七万年毛，你毛月阿对阿哩，老老庙往后边来修花多少铁路标玩嘞。啊，可能修花多少边来比如这车个，就话对个，为要继续嘞车嘛，是快嘞，别太开嘞。比如那五月幺五路，半年间铁路标玩嘞，是快些走阿们西路边修多少比如这个幺二路，可能忘记了，是快嘞，但偏多的。比如那五月幺五路，最给铁路标的， သေဆုံးသူတွေကဘယ်သူဝဲဝါဆိုတာကိုတော့အတိမပြုတ်နိုင်သေးဘူးစီရေးကဆက်လက်တင်းမာနေတော့မယ်ဘီယူတွေကတင်းရှောင်နေတော့မယ်ရွာတွေကိုအကုန်ပြန်မဝင်နိုင်သေးဘူးလို့တော်လိုင်းရဲ့သတင်းရေးမြစ်ကပြောပြထားပါဗျာအခုလိုမျိုးစစ်ခွေးစစ်ကြောင်ပြန်လဲဆုတ်ခွာသွားတော့လဲညင်းမော်ရွာအနီးနားမှာအကြမ်းမဆက်တက်နဲ့တော်လိုင်းတပ်ဖွဲ့များထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေတဲ့အတွက်ပြည်သူများဟာစစ်ဘေးတင်းရှောင်နေရဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ငလျင်ဘေးဒဏ်ကြောင့်လူသေဆုံးမှုများပြားခဲ့တဲ့အမရပူရမျိုးကဘုံအိုချေရွာမှာမနေ့ကမနက်ပိုင်းကမီးလောင်မှုကြောင့်ယာယီပလီနဲ့နေအိမ်ရှစ်လုံးမီးလောင်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဗ ెంబ ာလ18ရက်နေ့မနက်9:00လောက်ကအမရပူရမျိုးနဲ့ ဘုံအိုကြီးရွာမှာမီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီးတော့မီးများခဲ့တာကြောင့်မန္တလေးမြို့ထဲကမိသားကားတွေပါလာရောက်ငြိမ့်သက်ခဲ့ရကြောင်းအနီးအနားမှာရှိတဲ့ဒေသခံတွေကပြောပါတယ်အဲ့ဒီမီးကြောင့်နန်ကတ်နေအိမ်၃လုံးပြင်းကနေအိမ်၃လုံးခရံကနေအိမ်၄လုံးဂိုးတောင်၃လုံးနဲ့နွားစာတဲ့၃လုံးတို့ပြကြပြီးတော့စိတ်လေးကောင်မှတည်ဆုံးခဲ့တယ်လို့မီးသက်ဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်ဒါအပြင်ငလျင်ကြောင့်ဗလီတွေပြိုသွားခဲ့တာကြောင့်ယာယီလှုပ်ထားတဲ့ဗလီပါ ထပ်မံပြစည်းသွားတယ်လို့ဒေတာကန်တွေကပြောပါတယ်။မလီယန်ကျောက်ဒဏ်ရာတွေမပြောက်သေးတဲ့ရွာကအခုမီးထက်လောင်လာပဲလို့ဒေတာကန်အမျိုးသမီးတူကပြောပြထားပါလေ။အခုဖြစ်သွားတဲ့မီးလောင်ကျွမ်းမှုဟာစိတ်တွေချင်းမကိုက်အောင်လို့ကောက်ရိုးနဲ့မီးမွေးပေးထားရာကနေပြီးတော့လောင်ကျွမ်းခဲ့တာလို့မိသက်တွေကပြောပါတယ်။ပြီးခဲ့တဲ့ match လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလီယန်ကြီးကျောင်းဘုံအုံးရွာမှာဗလီတွေပြိုကျပြီးတော့တေဆုံးသူအယောက်တရာကျော်ရှိခဲ့ကြောင်းပြင်ရရှိပါတယ်ခင်ဗျာ။ ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းရတာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ။မြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းဆောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ။ ်ဒီစဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ယေရှုရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းညောင်လေးပင်ခရိုင်မူးမြို့နယ်မှာအချမ်းမတ်စစ်ခွေးတပ်ရဲ့ခမရ98တဲတရင်ကစစ်မှုရန်တပ်သားတဲ့၃ဦးဟာအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နိုဝင်ဘာလ18ရက်နေ့မှာမူးမြို့နယ်မှာရှိတဲ့အချမ်းမတ်စစ်ခွေးတပ်ရဲ့ခမရ98တဲတရင်က စစ်ဗိုလ်တန်းတပ်သားတဲ့၃ဦးဟာ KNL တိုင်ရင်ရှစ်ထံမှာချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစစ်ဗိုလ်တန်းတပ်သားတဲ့၃ဦးဖြစ်တဲ့အသက်၂၅နှစ်အရွယ်မောင်တန့်စင်ထွန်းအသက်၂၃နှစ်အရွယ်ကျော်စင်ထွန်းနဲ့အသက်၂၄နှစ်အရွယ်ပြည်စုံထွန်းတို့ကိုအကြမ်းဖက်ဆစ်ခွဲတက်ကအတင်းအဓမ္မစစ်မှုထမ်းဆေးခိုင်းရန်အတွက် ပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးအတင်းအဓမ္မစစ်မှုထမ်းခိုင်းစေခြင်းခံရတဲ့တပ်သားများအနေနဲ့နီးဆိုင်ရာတော်လိုင်းအဖွဲ့များထံမှလက်နက်ချပြီးတော့အလင်းဝင်ပူးပေါင်းကြရန် KNU ၊ KYN အမျိုးသားအစည်းအရုံးကတိုက်တွန်းထားပါဗျ။အလားတူပဲကြောင်ကြီးမြို့နယ်မှာလည်းအော်တိုဘာလ15ရက်နေ့က KYN အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တိုက်ရင်ကိုထံမှအကြမ်းဖက်စစ်ခွေးတိုက်ရဲ့ခလာရ85တိုက်ရင်ကပြည်သူစစ်မှုထမ်းတပ်သားများဖြစ်တဲ့ကျော်စီရ၊ဘီဟနိုင်၊အောင်မျိုးဦး၊စီသူဟိန်၊မောင်မောက်၊တန်းနိုင်ဦးနဲ့ ရာဇာထက်တို့ခုနှစ်ဦးဟာအလင်းဝင်ရောက်ခဲ့ပြီးတော့တန်းနိုင်ဦးနဲ့ရာဇာထက်တို့ဟာစစ်ဗိုလ်တပ်တပ်သားတဲ့အဖြစ်နဲ့ရောင်းစားခြင်းခံခဲ့ရတဲ့သူများဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်ဆန်းတဲ့စိုးကြီးရဲ့လက်အောက်ကနေလည်း 阿弥呀，走路喵，哪家娃子？喵。喵 <noise>